မြန်မာနိုင်ငံနဲ့ငယ်လျင်သစ်ဆိုင်မှုတွေမြန်မာနိုင်ငံကငယ်လျင်ဘယ်လောက်ထိသစ်ဆိုင်လဲဆိုတော့မြန်မာနိုင်ငံတည်နေရာကကိုငယ်လျင်ပြည့်ွေကြိုးရေးပေါ်မှာတည်ရှိနေတာအဲဒါကြောင့်မို့လို့ငယ်လျင်ကမဖြစ်မနေဖြစ်လာမှာပဲအဲဒါဆိုရင်ဘလူးမျိုးအခြေအနေနဲ့တည်ရှိနေလဲပေါ့နော်အဲဒါဆိုရင်စကိုင်းပြည့်ွေကြိုးစကိုင်းမှာအခုစတဲ့နေပေါ့နော်စကိုင်းမန္တလေးနေပြီးတော့ဒီလိုမျိုးအလဲပိုင်းဒေသတွေသချုံးလုံးကငယ်လျင်ရှိနေတဲ့နေရာတွေကြီးပဲစကိုင်းပြည့်ွေပေါ့နော်စကိုင်းဖော့လို့ခေါ်တယ်စကိုင်းပြည့်ွေနဲ့အင်ဒိုဘာမာပလက်အင်ဒိုဘာမာဆိုတာကကြတော့ယူအေရှားပြည့်ရဲ့ အောက်ပိုင်းနာပေါ့နော်အင်ဒိုဘာမာပလိတ်ဘောင်ဒရီရဲ့တစိ့ပိုင်းဖြစ်ပြီးတော့မြန်မာပြည်တည်ရှိနေတဲ့နေရာကြီးပေါ့နော်အဲ့ဒါရဲ့တစိ့ပိုင်းဖြစ်တော့အိန္ဒိယပြားနဲ့မြန်မာပြားတိုက်မိမှုကြောင့်ပေါ့နော်အိန္ဒိယပလိတ်နဲ့မြန်မာပလိတ်နဲ့တိုက်မိမှုကြောင့်ဖြစ်ပေါ်လာတယ်အဲ့ဒါကြောင့်လော်ခဲတဲ့နှစ်တန်းပေါင်း50ကျော်လောက်ကတည်းကနှစ်တန်းပေါင်းဆိုနှစ်တန်း ဆိုတာဆယ်သိန်းနှစ်ပေါင်းသသိန်းနှစ်ပေါင်းသသိန်းရဲ့ဆယ်စားအဲ့ဆယ်စားရဲ့အစပေါင်း50အဲ့လောက်အတွင်းကနေပြီးတော့ဖြည်းဖြည်းဒီကြောက်ပြားတွေကဖြစ်နေတာကဘာကြီးတည်ရှိနေကြတဲ့အကိုဒီကြောက်ပြားတွေပေါ်တိုင်မှုတွေပြည့်ရွတ်တွေဖြစ်လာတာပေါ့နော်။အဲအဲ့ဆိုတော့မြန်မာနိုင်ငံကလည်းအန်ဒီရဲ့မြန်မာတဲ့ငယ်လျင်အန်ဒီမြန်မာတဲ့စုတွေမှာတည်ရှိနေတယ်။အဲ့ဆိုစကိုင်းပြည့်ရွတ်တဲ့ဆောက်ကြီးမားတဲ့ငယ်လျင်လိုင်းတွေလောက်ခတ်နိုင်ချေရှိတယ်။စကိုင်းပြည့်ရွတ်ဆိုဒီတကြောလုံးဒီထဲမှာပုံလေးမှာကြီးကြီးပေါ့နော်။မြန်မာတပြည်လုံးရဲ့အလဲတက်တဲ့1200ကီလိုမီတာလောက်ရှိတယ်။1200 ကီလိုမီတာလောက်အရှည်ရှိတဲ့နေရာအခြေအနေထဲမှာဒီပြည့်ရွေကျော်ကြီးပေါ်မှာတည်ရှိနေတယ်အဲ့ဆိုဒီ color တွေချက်ထားတာလေးကြည့်ကြည့်ပေါ့နော် color တွေကအစိမ့် color ဒါမြန်မာပြည်နဲ့အများဆုံးနေရာကြတော့ဗာလဲဆိုတော့ဒီလိမ္မော်ရောင်လိုမျိုးနေရာလေးပေါ့နော်ဒီမှာဆိုရင် West Burma Block West Burma Block ဒီ block ကြီးပေါ့နော် ဒီပြည့်ရွေကြောကြီးပေါ်မှာဒါဆိုရင် sample ရှမ်းပြည်နယ်ဖက်ကရှိတဲ့ plate ဒီကြောက်ပြားကြီးပေါ့နော်နောက်တစ်ခါကျတော့ဒီမှာဆိုရင်ရခိုင်ကန်ယူတန်းရှိမယ် sky fort တရားဆိုရင် sky sky fort sky ပြည့်ရွေကြီးပေါ့နော်ဒီပြည့်ရွေကြီးပေါ်မှာဒီရှိတဲ့ဒီတစ်ဆောက်လုံးမှာငယ်လျေတန်းကခန်းစားရမယ့်အခြေအနေရှိတယ် ဒီအစ်စ်ပိုင်းမှာပြောခဲ့သလိုဒီသကြောလုံးဒီထဲမှာပြထားတဲ့ဒီသကြောလုံးကကြတော့ငယ်လေးအကွဲချောင်းလေးပေါ့နော်ဒီပြဲ့ရွေတွေအကွဲချောင်းတွေတော်တာရှိမယ်တိုက်တာရှိမယ်ရွေသွားရှိမယ်ဒီအကြောင်းဒီအကြောကြီးအားကြတော့ဒီမှာဆိုရင်မြန်မာပြည်တည်ရှိတဲ့နေရာပေါ့နော် အကုန်လုံးကဒီပြဲ့ရွေကြောတွေဆက်ထားတဲ့နေရာကြတော့အကုန်လုံးချိတ်ဆက်နေတာမဟုတ်ဘူးဒီအသီးသလုံးဖြင်းညက်လိုက်သလိုမျိုးပြဲ့ရွေကြောကြီးတွေကပြဲ့ရွေကြောတွေဖြင်းညက်လိုက်သလိုအထက်အကွဲချောင်းတွေအများကြီးရှိနေတယ်ဒီဟာကြတော့အမြဲတမ်းငယ်လေးလုံနေတယ် မီးတောင်တွေလည်းအမြဲတမ်းလှုပ်ရှားနေတယ်။ဒီဒါကြတော့မြန်မာပြည်နိုင်မြန်မာနိုင်ငံရဲ့အခြေအနေပေါ့နော်။ဒါဆိုစကိုင်းပြည်ရွေစကိုင်းဖော့အကြောင်းသွားကြမယ်။စကိုင်းဖော့ကကြတော့ဒီဒါကြတော့မြန်မာပြည်မြေပုံရဲ့နေရာပေါ့နော်။မြန်မာပြည်မြေပုံအရှေ့ကကြတော့1200ကီလိုမီတာမြောက်မှတောင်ဒီဖက်ကကြတော့မြောက်ဖက်ချက်ဒီအောက်ကတောင်ဖက်ချက်ဒီမြောက်မှတောင်ကိုဒီဖော့ရီကဒီလမ်းကြောင်းကြီးက1200ကီလိုမီတာအရှေ့လောက်ရှိပြီးတော့ဒီဖြတ်တန်းထားတယ်ဖြတ်တန်းသွားတဲ့မြို့ကြီးများဖြတ်တန်းသွားတဲ့နေရာကျတော့မြေကြီးနာဒီ အထက်ဖက်မှာဆိုရင်မြောက်ဖက်ချမ်းမှာဆိုရင်ကချေပြည်နယ်ရှိရည်မြကြီးနားစကိုင်းတိုင်းမြကြီးနားစကိုင်းတိုင်းမန္တလေးတိုင်းပြည်ဦးရင်မော်လမြိုင်ဒါတွေကိုဖြတ်တန်းသွားတယ်ဒီတကြောအလုံးမှာစီသမားမြို့တွေနယ်တွေရွာတွေအကုန်လုံးကလည်းဒီပြည့်ရွေကြောနဲ့ဆက်ဆက်နေတာမို့လို့နယ်လေထံကိုခံရဖို့အခြေအနေခံရနေတဲ့အနေထားပေါ့နော်မြန်မာနိုင်ငံမှာအန်ဒီရဲ့ရှိဆုံးပြည်ရွေမြန်မာနိုင်ငံရဲ့အန်ဒီရဲ့ရှိဆုံးပြည်ရွေပေါ့နော်လောက်ခဲ့တော့နယ်ပေါင်းများစွာကကြီးမားတဲ့နယ်လေတွေလောက်ခဲ့ပူတယ်လောက်ခဲ့တော့နယ်တွေကလည်းဒီဟာအများတိုင်းလုံနေခဲ့တယ်အဲဒီ 1930မှာပခိုးငယ်လေးတော်တော်ကြီးတဲ့အထက်ပါလာပေါ့နော်1930မှာပခိုးငယ်လေးဖြစ်ခဲ့တယ်ဖြစ်ခဲ့တဲ့ history တွေကကြာတော့ပေါ့နော်ဒီ9လပိုင်း1930မှာ magnitude ဘလောက်လဲဆိုတော့7.4ပေါ့နော်အဲရန်ကုန်ပခိုးဘက်မှာလောက်ခတ်ခဲ့တယ်နောက်တာ1930နလပိုင်းပေါ့နော်နလပိုင်းမှာ magnitude 7.5 7.5လောက်ခတ်ခဲ့တဲ့ဒီအထက်ဖက်နေရာပေါ့နော် ဒီဖက်မှာနေပြည်တော်နေပြည်တော်ရဲ့အနီးမှာဗလား1926ကအမဂနီကျူဘလောက်ထိလဲဆိုတော့6.6 6.6ဆက်လာပါ1929မှာနေပြည်တော်မှာလက်ခတ်ခဲ့ဘူးတယ်နောက်ထပ်1839ပေါ့နော်အဲ့မှာဘယ်လောက်လဲဆိုတော့ magnitude 7.9ကနေ8.3ကြီးတော်တော်များတဲ့အထက်မှာပါရနော်မန္တလေးအနီးဝန်းကျင်ပေါ့နော်မန္တလေးနဲ့နေပြည်တော်ရဲ့ကြာ7.9အခုမြန်မာပြည်မှာဒီနေ့2025မတ်လမှာဖြစ်တာဆိုရင် 7 by 7ပဲဗောနော်အခုကကြတော့7 by 6639ကဖြစ်ခဲ့တာ7 by 9ကနေပြီးတော့8 by 3ချအဲ့လားဖြစ်ခဲ့တယ်မန္တလေးမန္တလေးမှာ1956ခွန်လပိုင်းဗောနော်ခွန်လပိုင်း1956မှာ magnitude 6 by 8ဗောနော်6.8 magnitude ဖြစ်ခဲ့တယ်မန္တလေးမှာဗောနော် ပြီးတော့ခါ1946မှာ magnitude 7.7 6လပိုင်း1946မှာ7.7 magnitude လောက်ခဲ့တယ်နောက်တစ်ခုဒီအောက်နားမှာကြောင့်2010မှာပေါ့နော်2010မှာ magnitude 6.6 6.9လောက်ခတ်ခဲ့တယ်နောက်ထပ်9 9.1946ဟုတ်ပေါ့နော်ဒီ magnitude 7.9လောက်လည်းရရတဲ့ကာလပေါ့နော် ။နောက်တစ်ခု1997မှာ magnitude 6.9လောက်ခတ်ခဲ့တယ်။ဒီပုံမှာဆိုလဲလောက်ခတ်ခဲ့တာ7.6တွေ1930 1930ဝန်းကျင်လောက်ကတတို့ကိုလောက်ခတ်ခဲ့တာပေါ့နော်။ဒီနောက်ပိုင်းလဲလောက်ခတ်ခဲ့တာ၄ရှိတယ်။ အဲ့ဆိုရင်အဲဒီငယ်လျင်ပြည့်ရွေကြိုးပေါ်မှာတရှိတာမို့လို့ငယ်လျင်ကတော့ဖြစ်နိုင်တဲ့အနေအထားတွေအများကြီးသူတည်တနာလုတ်ချက်ရပါတော့ result တွေရ net တရားဝန်းကျင်လောက်မှာဆိုရေးတခါငယ်လျင်ကြီးကြီးမားမားတခါဖြစ်တတ်တယ်မြန်မာပြည်ရဲ့စကိုင်းပြည့်ရွေကြိုးပေါ့နော်ဒီပြည့်ရွေကြိုးကြီးတစ်ဆလုံးမှာ net တရားကြာရေးတခါအဲအဲ့လောက်ဖြစ်နိုင်တယ်ပေါ့နော်ငယ်လျင်ကြီးကြီးမားမားတခါဖြစ်တတ်တယ် okay နောက်တစ်ခါကျတော့ဆန်းပြရှမ်းပြပေါ့နော်ရှမ်းအရှိဖြစ်ရှမ်းရှမ်းဖြစ်က SARS-CoV-4 လို့ခေါ်တာပေါ့နော်ဒါလည်းပြည့်ရွေးတစ်ခုပဲဒီနေရာကျတော့ SARS ဒီခုနကျတော့ SARS-CoV-4 ဒီ4အကြီးပေါ့နော် India 4နဲ့ in India ဖက်က plate နဲ့ဒီဖက်က USA plate နဲ့အဲဘာမှ plate USA ရဲ့အောက်ဖက်နာဘာမှ plate လို့ခေါ်တယ်ပေါ့ဒီအပြားကြီးတစ်ခုကထိပြီးတော့ပေါ်တိုက်ပြီးတော့ဘာဖြစ်လဲဆိုတော့ငယ်လေးအပြားကြီးရှိတယ်ဒီထက်မှအသေးစားအပြားလေးပေါ့နော်ထပ်ပြီးတော့ဖြစ်နေတဲ့အနေအထားတွေပေါ့နော်ဆန်ပြားပေါ့နော် SARS-CoV-4 လို့ခေါ်တယ်ဆန်ကုန်းပြင်းပြင်းအစ်ဖက်မှာဒါဆိုရင်ဆန် အဲဆမ်ပလေးပေါ့နော်ဒီမှာဆန်ကုန်းပြင်းပြင်းအစီအဖြစ်မှာရှိတယ်။အန်တရာကျတော့ဘယ်လိုဖြစ်နိုင်လဲ။ဒီအပြိုင်းပုံမှာတည်ရှိနေတာမို့လို့ဒီအပြိုင်းကြပေါ့နော်ဆက်စကဆိုဒီမှာအန်တရာကျတော့ဘာတွေဖြစ်နိုင်လဲဆမ်ပြင်းနေတဲ့ကချေပြင်းနေမှာငယ်လေးဒန်းတွေရှိနိုင်တယ်ငယ်လေးလောက်ခတ်မှုတွေရှိနိုင်တယ်ဒါကြတော့အိန္ဒိယပလေးပေါ့နော်အိန္ဒိယပလေးမြန်မာစင်ထရယ်ဗီစေဒါကြတော့အင်ဒူဘာမာရိန်းရှိတယ်အဲဒီမှာဆိုတေကေတာလေးပြထားအစိမ်းရပေါ့နော်အစိမ်းရကြတော့ဒီဒီအစိမ်းလေးကကြတော့မူကုတ်မူကုတ်ဘဲပေါ့နော်မူကုတ်ဘဲကအဲနေရာ ီဘက်ကကျတော့ Skype ပေါ့ Skype ပြည့်၍နေရာဒီဒီနေရာပေါ့နော်ဒါကျတော့ Arakan Arakan Train Arakan ရဲ့နေရာပေါ့နော် Arakan ရဲ့တထိုင်ပေါ့နော်တထိုင်ဒီဘက်ခြံနေရာနောက်တစ်ခုကကျတော့ဒီဘက် Adman Adman ဘက်ကနေရာပေါ့နော်ဒါကျတော့ဒီပြည့်၍ကျော်တွေတရှိတဲ့ဘက်မှာပြထားတယ်မြေပုံပေါ့နော်ဒီနောက်တစ်ခုနံပါတ်3နံပါတ်3ကျအိန္ဒိယမြန်မာပြည်၍အင်္ဂလိပ်လိုပြောရင်တော့ Indo-Burma Step Deficit ဆိုလို့ခေါ်တယ် ကျွန်တော်တို့ဒီ application တွေမှာကြည့်ရလေဒီမြန်မာလိုမရေးပြအောင်ပေါ့နော်။အဲအင်္ဂလိပ်လိုနဲ့ဒီ application line တွေမှာပြထားတဲ့ကျောင်းတွေကိုထောက်ထောက်ကြည့်လိုက်ပေါ့နော်။ဒီငယ်လင်ကျောင်းတွေထောက်ကြည့်လိုက် into burma sub dashing zone လို့ဟိဇုံတွေခွဲထားပါပေါ့နော်။အစပိုင်းတော့ကြည့်လိုက်ရင်နားမလည်ဘူး။နောက်ပိုင်းကျတော့ဒီမြန်မာလိုလေးနဲ့တွဲကြည့်လိုက်တော့ပြန်၍တွေအဲဒီကိုဟာကိုဘာသာပြန်ပြီး translate လုပ်ပြီးကြည့်လိုက်တော့ကြည့်ပန်များလာတော့နားလည်လာပေါ့နော်။ into burma sub dashing zone အဲဒီ zone ပေါ်မှာတည်ရှိနေတဲ့မြန်မာပြည်ရဲ့အနေအထားပေါ့နော်။ဒီနေရာဘယ်လိုနေရာတွေမှာရှိဘယ်လိုနေရာမှာရှိလဲဆိုတော့ နောက်ဖက်ကံယုတ်တဲ့သဆဒီကံယုတ်တဲ့သဆဒါကြောင့်မြန်မာပြည်မြန်မာပြည်မြင်ရရဲ့လားမြန်မာပြည်ရဲ့ဒီအနောက်ဖက်ကံယုတ်တဲ့သဆဟာကြတော့ရခိုင်ကံယုတ်တဲ့လေရခိုင်ကံယုတ်တဲ့ ARD မြဝကျောပေါ်ဒီဖက်မှာဆိုရင်တနင်္သာရီကံယုတ်တဲ့ဒီသဆလို့ရှိတယ်အဲဒီပင်လယ်နဲ့ညီနေရလေအနောက်ဘက်ကမ်းရိုးတန်းသဆောင်းမှာတရှိတာမို့လို့အဲဒီမှာဆိုရင် Indo Burma Sub Sub Desert ဆိုပေါ့နော်အဲဆိုရင် Andean ကျတော့ဒီဟာကြီးရှိနေတာမို့လို့ဘာဖြစ်နေလဲဆိုတော့အဓိကကျတော့ အနောက်အန္တရာယ်ကြောင့်ရခိုင်ကမ်းရိုးတန်းနဲ့ချင်းတောင်တန်းတို့မှာရခိုင်နဲ့ချင်းနဲ့ဖြစ်မှာငယ်လျင်နဲ့ဆူနာမီအန္တရာယ်တွေဖြစ်လာနိုင်တယ်။ငယ်လျင်ဖြစ်လာပြီးဒီပြက်ရွေးတွေကရွေလျားပြီးဆိုရင်လိုင်းစတံတွေဖြစ်လာပြီးတော့ဘယ်ရီစီတက်ရတက်ရမှာလဲဆိုတော့ပင်လယ်ဖက်ကိုလည်းတက်ရပြီးတော့လိုင်းတွေကဆူနာမီတွေငယ်လျင်ကြီးကြီးမားမားဖြစ်လာပြီးပြီဆိုရင်ဘာဖြစ်လာနိုင်လဲ။နောက်ကရှေ့ပြေးနေတဲ့ငယ်လျင်ဖြစ်ပြီးဆိုရင်ငယ်ဆူနာမီကြီးကြီးမားမားတွေဖြစ်လာနိုင်တယ်ဆူနာမီအန္တရာယ်ဖြစ်လာနိုင်တယ်ပေါ့နော်။ဒီမှာပြထားတာကြတော့ဒီဖြုတ်ဖြုတ်နေရတဲ့နက်လာတဲ့အနေထားဒီ people ပါ ီလိုမီတာ square ပေါ့နော်ကီလိုမီတာ1ကီလိုမီတာ square အတွင်းမှာဒီ area အတွင်းမှာနေထိုင်တဲ့လူတွေရဲ့အနေထောက်ပြဒီဆိုမြန်မာဆိုဒီဘက်တချောမှာပေါ့နော်အဲဒီဘက်မှာဆိုညိုတဲ့နေရာတွေဆိုလူပိုနေတာပေါ့နော်လူတော်တော်များများနေတဲ့နေရာတွေဒီမှာဆိုပါရှိတယ်အိန္ဒိယဥရှင်ရှိမယ် Iceland ရှိမယ် Adman Iceland Adman Sea ရှိမယ်ပေါ့နော်ဒီမှာ Adman အဒမစီအဒမပေးလေတွေနဲ့ဒီဟာတွေနဲ့ထိဆက်ပြီးတော့ဒီမြက်ပြည့်ရွေကြိုးပေါ်မှာမြန်မာပြည်ရဲ့အခြေအနေကတော့ပြည့်ရွေကြိုးပေါ်မှာလည်းတည်ရှိနေတယ်ပင်လယ်ရဲ့ဘေးမှာလည်းတည်ရှိနေတယ်မြန်မာနိုင်ငံမှာရှိနေတဲ့ငယ်လျင်အန်ဒီရေပေါ့နော်ငယ်လျင်အန်ဒီရေပြောရရင်စကိုင်းပြည့်ရွေကြိုးပေါ်မှာကြီးမားတဲ့ အနေထားတွေကြီးမားတဲ့ငယ်လျင်ထံတွေထပ်လုံနိုင်တဲ့အခြေအနေရှိတယ်သူတည်တနာတွေအရပေါ့နော်စကိုင်းပြည့်ရွေးကားနဲ့စကိုင်းပြည့်ရွေးခုနမြေပုံမှာကြီးလိုက်ရင်ဒီ history ကိုကြီးလိုက်ရင်ပေါ့နော်1930တိုး1900ကျော်လာမှာဖြစ်ပေါ်တယ်လေ1930တဲ့ဝန်းကျင်မှာဖြစ်ပေါ်တယ်1946မှာလည်းဖြစ်လာရှိရပေါ့နော်ဒီလနဲ့တရာအတွင်းမှာလည်းနဲ့တရာကြတိုင်းကြီးမားတဲ့ငယ်လျင်7.5 မဂနီကျူ7နဲ့အထက်ပေါ့နော်ခနဲ့နဲ့အထက်ကြီးမားတဲ့ငယ်လေးတွေလောက်တတ်ပါတယ်လေဒါကြောင့် reserve ရပါပေါ့နော်ဒါလားဆိုရင်တတိထားတဲ့ဒီနှစ်တရားတော့ကြာပြီဆိုတော့ဟိုးရေကလောက်ခဲ့တယ်ကိုယ့်ရဲ့အဖိုးဖွားလေးတဲ့တဲ့ကတဲ့ကလောက်ခဲ့တယ်ဒီမှာဆိုရင် generation က20လ10ကျော်ကျော်20လဖြတ်သန်းသွားတဲ့အခြေအနေဆိုတော့ဒီကြားထဲမှာ အာဒီသတိမထားမိတာဖြစ်တော့ဖြစ်ခဲ့ပြီအခုဖြစ်လာတယ်ဆိုတာ2025မှာတော်တော်ကြီးမားတဲ့ magnitude တော်တော်ကိုကြီးမားတဲ့နှစ်တရာကြာမှတခါဖြစ်တဲ့အဲကြီးမားတဲ့ဟာကြီးဖြစ်လာတာပေါ့နော်နောက်ဆုံးကြီးမားစွာလောက်ခဲ့တာကြတော့ဘယ်လောက်မှာလဲဆိုတော့1930နဲ့ကနေပြီးတော့1930ကြာဖြစ်ပြီးတော့လေ1930နဲ့1930ကြာမှာအကြီးဆုံးဖြစ်ခဲ့တယ်အခု2025ဆိုနှစ်တရာလောက်ရှိပြီပေါ့နော်အဲ့လောက်အချိန်နေမှာပြန်လာဖြစ်တယ်နောက်နှစ်တရာကြာရင်လည်းပို့ပြီးတော့ reserve ရပေါ့နော်အဲ့လိုမျိုးဖြစ်ဖြစ်နိုင်ချေရှိတယ်တဲ့ရန်ကုန်နဲ့မန္တလေးလိုမျိုးမြို့ကြီးတွေမှာ ခိုက်များနိုင်တယ်။ဘာလို့လဲဆိုတော့မြို့ကြီးတွေကကြတော့တိုက်ကြီးကြီးမားမားတွေလူနေမှုတိတ်သီးရဲအဲအကြောင်းမို့လို့ပို့ပြီးတော့အထိခိုက်များတယ်။တိုက်ကြီးတွေလည်းတိုက်မြင့်မြင့်တွေလည်းပိုးဆောက်ကြတာမို့လို့ပို့ပြီးတော့အထိခိုက်များတယ်။ဒီမြို့တွေကစခိုင်းပြည့်ရွေးနဲ့နီးပြီးတော့လည်းအဆောက်အုံများစုကငယ်လျေတန်းခန်းနိုင်ကြီးနေပါတယ်။အဆောက်အုံတွေကလည်းစောက်ထားတာမို့လို့ဖြစ်နေကြမဟုတ်ဘူးဆိုရတော့ငယ်လျေတန်းကို တအားလေးပေးပြီးတော့မဆောက်ကြဘူးအခုလည်းဒီ2025ဒီ mass လ25 28ရက်နေ့မှာဖြစ်ပြီးသွားတဲ့နောက်ပိုင်းငယ်လီရေတံကိုပို့ပြီးတော့ဒီဆောက်အုပ်တွေဆောက်တဲ့အခါပေါ့နော်ငယ်လီရေတံပို့ပြီးတော့တတိထားဖို့လိုအပ်တယ်ငယ်လီရေတံခံနိုင်တဲ့အဆောက်အုပ်ပဲတိဆောက်ခွဲပြုမယ် ငလေးတန်းမခံရင်ဒီဆောက်အုပ်ဒီဘယ်နှလွားနဲ့အထက်ပေါ့နော်နှလွားဆွေတော့ဆင်းပြေးလို့ရသေးရဲ့အထက်မြစ်တိုက်တွေကိုငလေးတန်းမဖြစ်မနေထမ်းမရတော့မယ်ဘာလို့လဲဆိုတော့လူတွေရဲ့အသက်အန္တရာယ်နဲ့နှီးနေတာမို့လို့လူတွေအသက်တွေလည်းအရှိမသေဆုပ်ခဲ့ပြီးပြီအဲကြောင့်မို့လို့ဒီဒီလိုမျိုးထမ်းမဖြစ်အောင်ငလေးတန်းမဖြစ်မနေထမ်းမရတော့မယ်ဂျပန်တို့ ငယ်လေးအလုတ်ဆောင်မှုများတဲ့ဂျပန်တို့မှာဆိုလုတ်အမြင်တိုင်းလုတ်နေတယ်တနက်အတွင်းမှာကိုအချိန်ပေါင်းများစွာလုတ်နေတယ်ငယ်လေးတန်းကိုជីជីမမအားအကြီးမတဲ့ဒဏ်တော့မခံနိုင်ပေမဲ့တာမန်လောက်လုတ်တာလို့ဆိုရင်ငယ်လေးကိုဓာတ်ခံနိုင်တဲ့အောက်မှာရောဘာတွေသူ့နီးပညာတွေရှိရမှာနော်ဒါတွေထည့်ပြီးဆောက်ထားတာမဟုတ်လို့အသေးပြောက်လည်းနဲတယ်ပစ္စည်းဆုဆုမှုလည်းနဲတယ်ဒါမျိုးတွေအဲထပ်လုတ်ဖို့လုတ်ကိုလုတ်ဖို့အနေထားတွေရောက်လာပြီဒီနံပါတ်၃ကကြတော့ဒီ ဒီကန်ယူဒန်းဒေတာမှာဆူနာမီအန်ဒီရဖြစ်လာနိုင်တယ်အိန္ဒိယနဲ့မြန်မာ ပြည်ရွေးပေါ်မှာဆိုရင်ငယ်လျေကြီးလုံမယ်ဆိုရင်ရခိုင်ကန်ယူဒန်းဆောင်ဆူနာမီအန်ဒီရကိုသတိထားဖို့လိုအပ်တယ်ဒီနောက်တစ်ပိုင်းမှာဒီငယ်လျင်နဲ့ပတ်သက်ပြီးထပ်ပြီးတော့တိခါတက်တဲ့အကြောင်းအရာတွေပြည့်ရွေကြော်တွေဘယ်လိုဖြစ်ပေါ်လာလဲဆိုတဲ့အကြောင်းအရာတွေကိုထပ်ပြီးတော့ share လုပ်ပေးပါမယ်နော်